အပါပေါ်မှာအချိန်ကြာဆုံးနဲ့အမြင့်ဆုံးအဆောင်အုံဖြစ်ရည်တည်ခဲ့တဲ့အဆောင်အုံဆိုရင်တော့ကနွေအဆောင်အုံဖြစ်တဲ့ဂီဇာရဲ့ပီရမစ်ကြီးပဲဖြစ်ပါတယ်။ဒီအဆောင်အုံတမိုင်းမှာအမြင့်ဆုံးအဆောင်အုံဖြစ်အချိန်ကြာဆုံးရည်တည်ခဲ့တာကအီဂျစ်နိုင်ငံဂီဇာမှာရှိတဲ့ပီရမစ်ကြီးပဲဖြစ်ပါတယ်။ဒီအဆောင်အုံကြီးကနှစ်ပေါင်း3800ကျော်လောက်ခရေကကမ္ဘာအမြင့်ဆုံးအဆောင်အုံရဲ့ဒီဘွဲတစ်ခုရောက်ထားခြင်းဖြစ်ပါတယ်။ ဒီလိုအချိန်ကာလကြာမြင့်စွာစံချိန်တင်ထားနိုင်တဲ့အခြားအဆောက်အအုံမျိုးကတော့အခုချိန်ထိလုံးဝမရှိသေးပါဘူး။ဒီနေ့ခေတ်ကဘာအမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ Bash Khalifa ရဲ့စံချိန်တင်ကာလကဆယ်စုနှစ်တခုကျော်သာရှိသေးတာကိုကြည့်လိုက်မယ်ဆိုရင် Giza Pyramid ရဲ့စံချိန်တင်ဟာဘယ်လောက်အမှန်ကန်လဲဆိုတာသိနိုင်ပါတယ်။ဒီ Giza ရဲ့ Pyramid ကြီးကို BC 2580လောက်မှာ Egypt Pharaoh ဖြစ်ခုဖို့အတွက်သင်္ချိုင်းကိုအဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လအမြင့်ဟာ146.5မီတာ481ဖြစ်ရှိပြီးတော့ဒီလိုကြီးမားတဲ့အဆောက်အုံကိုလွန်ခဲ့တဲ့နှစ်ပေါင်4500ကျော်ကတည်ဆောက်နိုင်ခဲ့ဆိုတာကခင်မီအင်ဂျင်နီယာပညာရှင်တွေအတွက်တောင်စိတ်ဝင်စားစရာအကြောင်းအရာဖြစ်ပါတယ်။အဲ့ဒီခက်ကစက်ကြီးရာတွေမရှိဘဲနဲ့ကြောက်တုံကြီးပေါင်းနှစ်သက်သမာ3တန်းလောက်ကိုဘလို့များတည်ယူပို့ဆောင်ပြီးစီတည်ဆောက်ခဲ့ပါလဲဆိုတာလည်းစိတ်ဝင်စားစရာထပ်ဖြစ်နေပါတယ်။နှစ်ပေါင်း3000ကျော်လောက်အမြင့်ဆုံး အဆောက်အုံဖြစ်ရည်တည်ခဲ့ပြီးတဲ့နောက်မှာ1312ခုနှစ်ကျမှာအင်္ဂလန်နိုင်ငံလင်ကွန်မြို့မှာဆောက်လုပ်ခဲ့တဲ့လင်ကွန်ကက်သီဒရယ်ဘုရားကျောင်းရဲ့အလယ်မြောင်းစဉ်ကြီးရောမူလအမြင့်160မီတာ925ဖီလောက်နဲ့ကမ္ဘာအမြင့်ဆုံးဆန်ချိန်ကိုချိုးဖြတ်နိုင်ခဲ့ပါတယ်1312ခုနှစ်နောက်ပိုင်းမှာတော့ကမ္ဘာအမြင့်ဆုံးအဆောက်အုံရဲ့ပွဲကိုပြည်သူကလက်ရမြောင်းဖျားရှိခုကျောင်းနေနဲ့မျိုးစင်အဆောက်အုံတွေကခိတခဏစီလွယ်ပြောင်းယူခဲ့ကြပါတယ် ဥပမာ stress ball cathedral နေရာနှစ်နေရာကျော်ဆန်ချိန်တင်ခဲ့ပြီးတော့1889ခုနှစ်မှာတော့ Paris မြို့ရဲ့အံ့ဝစရာမြို့စဉ်ဖြစ်တဲ့ Eiffel Tower ကအမြင့်ဆုံးအဖြစ်ရည်တည်ခဲ့ပါတယ်။20ရာစုနှစ်နောက်ပိုင်းမှာတော့ American နိုင်ငံ New York မြို့ကမြို့စဉ်ကြီးတွေဖြစ်တဲ့ Woolworth Building အဆောက်အုံပြီးရင် Chrysler Building အဆောက်အုံနဲ့ Empire State အဆောက်အုံတို့ကအမြင့်ဆုံးဆန်ချိန်ကိုအပြိုင်အဆိုင်ရယူခဲ့ကြပါတယ်။ Empire State အဆောက်အုံက 1932ခုနှစ်ကနေ1980ပြည့်နှစ်ထိနှစ်ပေါင်း40လောက်ကြာအခြားဆုံးဆန့်ကျင်တင်ခဲ့ပြီးတော့ Giza Pyramid ရဲ့နောက်ပိုင်းမှာအခြားဆုံးဆန့်ကျင်တင်ခဲ့တဲ့လူနေအဆောက်အအုံဖြစ်ပါတယ်။ဒီနေ့ခင်မှာတော့ဒူဘိုင်းမြို့ဟာ Burj Khalifa 2009ခုနှစ်ကနေစပြီးတော့အမြင့်128မီတာ2929ပြည့်နှစ်ကမ္ဘာအမြင့်ဆုံးအဆောက်အအုံဖြစ်ရတည်နေပါတယ်။ Burj Khalifa အမြင့်ဆုံးအဆောက်အအုံရဲ့ရန်သူကိုတော့15နှစ်ကျော်ရယူထားပြီးဖြစ်တော့လဲ။ Giza Pyramid ရဲ့အစံချိန်နှစ်ပေါင်း3800ကျော်ချူဖြတ်ဖို့ဆိုတာခမရခက်တဲ့အချိန်ကာလတစ်ခုလိုအပ်ပါအောင်မယ်။ဒီ Giza ရဲ့ Pyramid ရဲ့အချိန်ကြာဆုံးကမ္ဘာအမြင့်ဆုံးအဆောက်အအုံစံချိန်တင်ရောက်တာမှာကပဲနဲ့ရှေဟောင်ပြည်သူကလည်းအင်ဂျင်နီယာဆိုရင်နဲ့လူသားတို့ရဲ့အားထုတ်မှုတွေပါဖော်ပြနေတဲ့သမိုင်းဝင်အချိန်မှတစ်ခုလည်းဖြစ်ပါရဲ့။ဒီပညာရေးမတူတက်သေးတဲ့ခေတ်ကာလမှာနှစ်ပေါင်းထောင်ချီကြာအမြင့်ဆုံးအဆောင်အဖြစ်ရည်တည်နိုင်ခဲ့ရဆိုတာဒုသားတို့ရဲ့ဒီဆောင်မှုစွန့်ရင်ဟုတ်သက်တည်ပြနေတာပဲဖြစ်ပါတယ်။ ။ဤကုံချုံအနေနဲ့ကတော့ဒီအချက်လက်တွေကိုကြည့်ရင် Giza Pyramid ကြီးရဲ့အဆောက်အုံတမိုင်းမှာအမြင့်ဆုံးအဆောက်အုံဖြစ်ဆန်းချိန်တင်နိုင်ခဲ့တဲ့အချိန်ကာလကတော့တခြားအဆောက်အုံတွေရဲ့ဆန်းချိန်တင်ကာလနဲ့ရှင်ရင်ဘလောက်အဆောက်အပေါင်းများစွာပိုနေလဲဆိုတာကိုထင်ရှားပါရယ်။ဒီလိုအမှန်ကန်ရှိရင်အဆောက်အုံကြီးအကြောင်းကိုလေ့လာဆင်ခြင်ချရတဲ့အချိန်ကာလရဲ့အပြောင်းလဲဒီဆောင်မှုဤပညာပြောင်းလဲမှုတွေနဲ့ထူထားရတဲ့တိုးတက်ပြောင်းလဲလာတဲ့ဒီပညာရဲ့တွေကိုတွေ့ရမှာဖြစ်ပါရယ်။